ဲတူတွေတူမတွေအားလုံးပဲမင်္ဂလာပါနော်ဥလေးဒီနေ့ပြောပြချင်တာမြတ်စွာဘုရားဘယ်လိုအယူဝါဒကိုယူသလဲနော်မြတ်စွာဘုရားတို့ဥလေးတို့မြတ်စွာဘုရားသခင်ကိုယ်တော်ကြီးကဘယ်လိုအယူဝါဒကိုယူသလဲဆိုအောင်နော်ဥလေးပြောပြအောင်နော်မြတ်စွာဘုရားသခင်ကိုယ်တော်ကြီးဟာတဲ့ခန္ဓာ၅ပါးပေါက်ပြန်ပြောင်းလဲတာကိုသိအောင်လုပ်တဲ့ အယူဖြစ်ပါသည်တဲ့နော်ခန္ဓာ၅ပါးဖောက်ပြန်ပြောင်းလဲတာကိုသိအောင်လုပ်တဲ့အယူဖြစ်ပါသည်တဲ့နော်အဲ့ဒါလေးကိုနော်သိစေချင်လို့နော်နောက်တစ်ခုကနော်ဝိပဿနာတရားအထုတ်တဲ့ခါမှာမရှိတာတွေရွတွေ့နေရတယ်တဲ့နော်ဘာမှမရှိဘူးတဲ့နော်ဘာမှမရှိဘူးလို့မဟုတ်ဘူးနော်အဲ့ဒီလိုမယူပါဘူးမရှိတာမဟုတ်ဘူးအဲ့ဒီလိုမယူပါဘူး တင်ကတနေလို့ခေါ်တယ်နော်အဲ့တင်ကတဦးလေးတို့ကအခု30ဘောတင်ကတနေတင်ကရနေမလို့ဖြစ်ပျက်ကြီးရှိတယ်နော်ဦးလေးတို့မှာခန္ဓာ၅ပါးဆိုတော့ဖြစ်ပျက်ကြီးရှိတယ်ဖြစ်ပျက်နေတဲ့နန်းနော်ဦးလေးတို့ကအခုတင်ကရနေမှာ ဖြစ်ပျက်နေတဲ့နန်းနော်နော်ဥမာအစာလေးကောင်းတဲ့ဟာလေးစားလိုက်တယ်ဆိုရင်ခဏလေးနဲ့ပြတ်သွားတယ်နော်နော်ကောင်းတဲ့အရာသားလေးက ရှာဝမဖြစ်ပြီးတော့ရှာဝမပြက်သွားတယ်နော်အဲ့တော့အဲ့ဒါကောင်းတယ်ဆိုတဲ့အရာလေးကဖြစ်ပြီးပြက်သွားတယ်နော်အဲ့တော့ဖြစ်ပြက်နေတဲ့နန်းနော်အဲ့ဒါမျိုးရှိတာဒါမှနိဗ္ဗာန်မှာကျတော့နော်အသင်္ခတနေဆိုတဲ့နိဗ္ဗာန်မှာကနော်ဘာရှိတယ်ဆိုတော့မဖြစ်မပြက်တဲ့ခိုင်မြဲတဲ့နန္ဒမရှိတယ်နော်မဖြစ်မပြက်တဲ့ခိုင်မြဲတဲ့နန္ဒမရှိတယ်မရှိဘူးမဟုတ်ဘူး မဖြစ်မပြုတ်ခိုင်မြဲတဲ့နန္ဓမเนาะဥရိယနိုင်ရင်ပြမယ်ဆိုရင်เนาะဒုတိယပါလေဟိုဒွင်းသီးကျဲတဲ့လူကဒွင်းသီးပေါ်လေရှာပေါ်နဲ့ထိတဲ့ကောင်မနော်စားတဲ့ကရှာနဲ့ထိတဲ့ကောင်ကောင်းနေเนาะအရသာလေးကောင်းလားကောင်းနေအဲ့ဒါလေးပြီးတော့မြူချရတော့ပြက်မတော်ဘူးလားပြက်သွားတယ်အဲ့တော့ဒူတွေဒီမားတွေစဉ်းစားကြည့်လေအဲ့အဲ့ဒီအရသာလေးကမပြက်ဖဲနဲ့ နော်ကောင်းတယ်ဆိုတဲ့အရာသာလေးနော်အဒုက္ခပေါ့ကောင်းတယ်ဆိုတဲ့ဒုက္ခလေးပေါ့အဲ့ဒုက္ခလေးကိုပြည့်မသွားဘဲနဲ့ကြာကြာနေနေမကောင်းဘူးလားခိုင်မြဲနေလေအဲ့ဟာလေးကအဲ့ကောင်းတယ်ဆိုတဲ့အရာသာလေးကနော်ခိုင်မြဲနေတယ်နော်အဲ့ခိုင်မြဲနေတာမကောင်းဘူးလားအဲ့အဲ့တော့အဲ့တော့အဲ့လိုမျိုးနော်ခိုင်မြဲနေတဲ့နန္ဓမနော်အဲ့လိုခိုင်မြဲနေဒီမှာဦးလေးတို့သုံးသက်တဲ့ပုံမှာကျတော့ နော် ကောင်းတယ်ဆိုတာလေးဘာလေးပဲကောင်းကောင်းနော်တော်ရပြက်သွားတာပဲနော်သဘောကနေဦးတဲ့ပြန်လာတယ်ပံကအောက်မှာလေညင်းလေးခန့်တယ်ကောင်းတယ်ဆိုတဲ့အရာသာပြီးတော့ပြက်သွားတာပဲပြန်ပူလာတာပဲနော်အဲ့လိုမဟုတ်နေမှာမှာတော့မပြက်ဘူးနော်သူကခိုင်မြဲနေတယ်ကောင်းတယ်ဆိုတဲ့အရာသာလေးကောင်းတဲ့အရာသာလေးဒုက္ခချမ်းသာလေးရဲ့သူကအမြဲတမ်းခိုင်မြဲနေတယ်အဲ့တော့ ီဘက်မခိုင်မြဲတာကြီးကိုလိုချင်လားဒီဘက်ကခိုင်မြဲတာကိုယူမှာဘောနော်နော်ဘာပဲဖြစ်သူကချမ်းသာခိုင်ဒီမှာသူကချမ်းသာခဏလေးပဲချမ်းသာပြီးတော့ပြက်ပြန်ဟိုဘက်မှာနော်နေမြန်မှာအဲဒုက္ခချမ်းသာဆိုခိုင်မြဲနေတယ်ခိုင်မြဲနေတော့မကောင်းလားနော်ခိုင်မြဲနေတဲ့နန္ဒမရှိတယ်နော်အဲ့ဒါကိုဦးလေးဒီနေ့နော် သောမောလာပြင်းနေမှာဦးလေးသိသလောက်ရှင်းပြပါနော်အားလုံးကျေးဇူးတင်ပါတယ်တာရုတာရုတာရု